Hello Putin Blog ကနေပြန်လဲကြိုဆိုလိုက်ပါရှင်ဒီနေ့တော့ Putin ကမင်းကုတ်တီပေါ်ရဲ့ရာသီဆိုတော့မင်းကုတ်တီအကြောင်းနဲ့ပတ်သက်ပြီးပြောပြသွားမှာဖြစ်ပါတယ်မင်းကုတ်တီနဲ့ပတ်သက်ပြီးပါလဲဆိုတော့တော်တော်များများကမင်းကုတ်တီစာရင်ကောင်းကျိုးရပါမကောင်းကျိုးရပါတဲ့တာပါမတဲ့တာပါဒါပဲသိကြတာပေါ့နော်မင်းကုတ်တီဝယ်လို့ရှင်တော်တော်များကတော့ဒီတိုင်းလေးဝယ်လေးရှိပြီးတော့တတိမထားမိတာပါလဲဆိုတော့သူ့ရဲ့ဒီဖင်မှာပါတဲ့ဒီပန်းမွေလေးတွေကဘာဖြစ်လို့ပါတာလဲဆိုတာဘူးမှမသိကြဘူးပေါ့နော်အဲ့တော့ဒီပိုင်ဖင်မှာပါတဲ့ပန်းမွေလေးတွေကဘာလို့ပါတာလဲ 比如，一般茉莉的花苞一捏，哪来色了？对家。<noise> <noise> <noise> ပီးသားဆိုရင်တော့တိတ်စာမရှိဘူးเนาะမတိသေးတဲ့သူလေးတွေအတွက်ပူတင်းကပြန်ပြီးတော့ sharing လေးလုပ်တော့မှာဖြစ်ပါတယ်အမှန်တော့ဒီဖင်မှာပါတဲ့ပန်းပွင့်လေးရာလေးအထဲမှာပါတဲ့မင်းကုတ်တီအစိတ်အရေးအတွက်ကိုရည်ညွှန်းတာပါအဲ့ဒါကမှန်မှန်မှန်ဆိုတော့ပူတင်းဒီဗီဒီယိုထဲမှာတစ်ခါလေးခွဲပြတော့မှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အထဲမှာဒီမှာဆိုလို့ရှိရင်1 2 3 4 5 6ဒီမှာဆိုရင်ခုနစိတ်ပါတယ်ခုနဖတ်ပါတယ်ပွင့်ပက်လေးခုနဖတ်ပါတယ်အထဲမှာဒါခုနစိတ်ပါတယ်ဖြစ်ပါတယ်ဒီဟာဆိုလို့ရှိရင်နှစ် ဒီ6ဒါဆိုရင်6ပွဲပွဲပတ်6ခုပဲပါတယ်အထဲမှာဒါဆိုရင်6စိတ်ပဲပါတယ်အဲ့လိုမျိုးခွဲလို့ရပါတယ်အဲ့တော့ကိုကဝဲတဲ့ချိန်ကြလို့ရှိရင်ဟိုမှာမြတ်ပါလာလို့ချင်းဒီအောက်ကိုကြည့်ပေါ့နော်ဒီအောက်ကိုကြည့်ရေးတွက်ပြီးတော့ဝဲလို့ရပါတယ်အဲ့တော့ပုတင်ဒီဒီဟာလေးကိုခွဲပြပါမယ်အနှစ်ရလိုက်ခွဲမှာပဲအစိတ်ကြီးတော့ကပေါ်မှာပေါ့နော်ဒီမှာပါ1 2 3 4 5 6ခွန် ခုနှစ်စိတ်ပါပြောမယ်ဒီမှာပါခုနှစ်စိတ်ဒီမှာခုနှစ်စိတ်ဒီမှာလည်းခုနှစ်မွှားပါတယ် see အဲ့တော့စလိုက်ပါအောင်မယ်အဲ့တော့အားလုံးပဲပူတင်ပြပြတော့တာလေအကျိုးရှိရဆိုရင် like share subscribe follow လုပ်ပါဦးလဲမမေ့ကြနိုင်အောင်နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတား